ဥပဒေသူရဲ့ပြုမှုလုပ်ဆောင်ဟောပြောချက်တွေဟာဓမ္မလားအဓမ္မလားဆိုတာကိုတန်ကဝင်းနေဆရာခုံရုံးဖွဲ့ပြီးဆုံးဖြတ်ပေးဖို့တောင်တကုံလူလူကတန်ကနာကဆရာတော်ရေးစီကိုလက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။ရန်နိုင်ဇော်ဝင်းကသတင်းပေးပို့ထားပါရရှင်။ပြီးခဲ့တဲ့မက်စလာ၃ရက်နေ့ကတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်ထဲမှာမဘာသာဥဆောင်ဆရာတော်ဥဝရေသူရဲ့ပြုမှုဟောပြောချက်တွေနဲ့နဲလက်ဟောပြောချက်တွေဟာအမျိုးသမီးတွေကိုရိုင်းပြတဲ့စကားရက်တွေပါတယ်ဆိုပြီးဥဝရေသူကိုလက်မခံသူတို့ကလက်မှတ်ရေးထိုးပြီးတောင်းဆိုလိုက်တာဖြစ်ပါတယ်။ ဥဝိရတုဟာနိုင်ငံတော်တန်ခမဟာနိုင်ငံကရဲ့တနစ်တရားဟောပြောခွင့်ပိတ်ပင်လိုက်တာကိုမထီမဲ့မြင်ပြုတာကိုလည်းလက်မဲ့ရေးထိုးတဲ့သူတွေကမကျင်မနှက်ဖြစ်နေပါလေဆရာတော်ဥဝိရတုနဲ့အပေါင်းပါတွေကဓမ္မလားအဓမ္မလားနိုင်ငံတော်တန်ခနာကဆရာတော်ဖျားကြီးနဲ့တကွာတန်ခဝီလူဆရာတော်ကြီးကနေပြီးတော့ဝင်းနေဆရာခုံယုံတင်ဓမ္မလားအဓမ္မလားခွဲကြဆုံးဖြတ်ပြီးဖို့ကျွန်တော်တို့လက်မှတ်ဒီလိုလိုလက်မှတ်900နီးပါးနဲ့ ျွန်တော်လာရောက်ပြီးတော့ရှောက်ထားတောင်းဆိုဖြစ်ပါတယ်။ဥဝေရသူရဲ့ဗဇက်ကိုတိတ်ပိတ်ပြီးတရားဟောတဲ့အပြုမူနဲ့ပတ်သက်ပြီးတာသနာ့ရေးဝန်ကြီးဌာနကတော့တက်ဆိုင်ရန်အာဏာပိုင်အဖွဲ့တွေကတရားဥပဒေရဆက်လက်ဆောင်ရွက်သွားဖို့ညွှန်ကြားထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုကမ်းမှန်တဲ့ဆက်လေးတွေကတရားမဟုတ်ဘူးလို့အနည်းပဲဆိုနေလို့မဆက်နဲ့ဆုံးတယ်ပိတ်ခဝင်းမှာလိမ့်နာဆိုရင်ရှိပါလား ဒီလိုတွေမှာဒီလိုတွေကလည်းခါရီကူတီတာပဲ။ဟုတ်။အဲ့ဒါကိုအရက်ကတရားဆွေးမှုအဖွဲ့အစည်းတွေဆောင်ရမယ်ပြည်ဆိုင်ဖြစ်ပါတယ်။အဓိကကတော့ဟိုဒီကဒီဘက်အတိုင်းကတော့သာနာရေးဒီဇနာကတော့ဟုတ်တယ်။ဟုတ်။ဒီလိုမျိုးပေါ့။ဘယ်တော့တမ်းမှန်းလဲကတော့ဘယ်တော့အနန္တမှာမှာဆက်နေဆုံးဖြတ်ဆုံးဖြတ်တဲ့နေ့ပဲအနာသိတဲ့ဒီပေါ်လာရက်သက်ရက်သက်ကအဖွဲ့ဖြစ်သွား ဥပဒေသူရဲ့လုံဆောင်ချက်တွေကိုအရေးယူပေးဖို့ကိုလည်းအာဏာပိုင်အဖွဲ့တွေကိုစတင်ပြတောင်းဆိုသွားမယ်လို့ဆိုပါတယ်။သူပြောတာရမ်းရှင်းတယ်ဗျာဒီတာသနာရေးတာသနာရေးဦးစီးဌာနရေးဟိုကြားရေးမှုတွေပြောတော့နော်သူပြောတာတော့တော်တော်ရှင်းနေပါတယ်။ဒီတရားမဟုတ်အောင်လို့ဆိုပြီးတရားခေါ်ခွင့်ပိတ်ပင်လိုက်တယ်တဲ့။ဒီထဲမှာသူတို့အပိုက်ခါဝေးမှာလိုင်းနာဆောင်ခြင်းမရှိပါကတည်စေဥတွေရအေးယူပေးပါဆိုအေးယူလိုက်လိုက်ရရပြီပေါ့။ဒါတွေကိုတက်ဆိုင်အာဏာပိုင်တွေကလုံးဝအေးမယူမျက်ကွယ်ပြုတ်နေတဲ့အချက်။ ဒါအင်မတန်စိုးရင်ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့အခြေအနေမျိုးဖြစ်တယ်။ကျွန်တော်မျက်စိရှေ့မှာမြင်လိုက်ရတဲ့တရားပွဲတရားပွဲပုံတံဟာအရန်ကိုကြောက်စရာကောင်းတဲ့အခြေအနေမျိုးဖြစ်လာတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တောင်တကုံ93မှာတရားဟောကြွလာတယ်။တရားဟောကြွလာနေမတူဘူး။စစ်တပ်တွေစစ်ချီလာတယ်လို့ပုံစံနဲ့လာတာ။အခုတော့နိုင်ငံတော်တန်ခမဟာနာယကနဲ့တဆိုင်ရာအာနာပိုင်တွေစီကိုစတင်ပြတောင်းဆိုတားပြီးဖြစ်ပေမဲ့လည်းအရေးယူမှုတစုံတရာမရှိပါကဆက်လက်တောင်းဆိုသွားမယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့မက်ချ်လ3ရက်နေ့ကတောင်တကူမြို့နယ်ဥဖိုလဖျားမှာ တရားပွဲ၅ရက်ကျင်းပခဲ့ရမှာဥပဒေသူကဝစီပိတ်ပြီးအရင်ကဟောပြောခဲ့တဲ့တရားကိုယ်တွေဖွင့်ပြီးဟောပြောခဲ့တာဖြစ်ပါတယ်ကျွန်တော်ကတော့ရန်နိုင်ဇော်ဝင်းပါ